မင်္ဂလာပါကဲဒီနေ့ကတော့ဒါအကြွားဗီဒီယိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒါ Bangkok Meet and Greet ပေါ့ကျွန်တော် Bangkok Fan Meeting ပေါ့လေတိုးတော့စာရေးဆရာဆိုတော့ကျွန်တော် Meet and Greet လို့ပဲတုံးတာပေါ့ Fan Meeting လို့မတုံးဒါကျွန်တော်ရဲ့ဒါ Bangkok Meet and Greet ပွဲမှာကျွန်တော်ရဲ့ရင်းနှီးချစ်ခင်ရတဲ့စာဖတ်ပရိသတ်တွေမိတ်ဆွေတွေဟောပြောပွဲပရိသတ်တွေကပေးထားတဲ့လက်ဆောင်တွေဖြစ်ပါတယ်အစားရေးဆရာကတော့ဒီလက်ဆောင်တွေကြွားရမှာပဲเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ချစ်ခင်ရတဲ့ပရိသတ်တွေကပေးတဲ့လက်ဆောင်တွေဟာကျွန်တော်တို့အတွက် เนาะကျွန်တော်တို့တန်ဖိုးများစွာရှိတယ်ငွေကြေးတန်ဖိုးဆိုတာထက်ကျွန်တော်ရဲ့မစ်တာတရားတန်ဖိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်အကြိုက်ဆုံးလက်ဆောင်စုကိုရွေးပြီးတော့ပေးတာကတော့ဒါကတော့ပွဲရဲ့သဘောတရားရပေးတာပါလက်ဆောင်အားလုံးကိုသဘောကျတယ်ဒီလိုပဲကျွန်တော်တို့ရန်ကုန်မတ်လ23ရက်နေ့ကရန်ကုန်ပန်ပစိဖစ်မှာလုပ်ခဲ့တဲ့ meet and greet ပွဲမှာလည်းအကြိုက်ဆုံးလက်ဆောင်တော့ပေးရတာပဲဒါကတော့ပွဲရဲ့သဘောတရားဒါပေမဲ့ကျွန်တော်လက်ဆောင်ပေးတဲ့သူအားလုံးရဲ့လက်ဆောင်တွေကိုကြိုက်ပါတယ်အဲ့တော့သူကြီးကြီးဒီမှာဆရာဒေါက်တာအောင်လင်းဘန်ကောက်ကကျွန်တော် ဟိုကဗျာလက်ဆောင်လေးပေးထားတယ်ဟိုဆရာကကျွန်တော်နဲ့ပြီးခဲ့တဲ့ဟိုရှေ့တစ်ခေါက်ဘန်ကောက်ခီးစဉ်တော့ဆရာတို့ရဲ့ Fall Lynch Medical Tourism အတွက်ကျွန်တော်ဒါကြော်ညာဗီဒီယိုလေးလေးရိုက်ကွင်းနေဆရာနဲ့ခင်နေအဲ့တော့ဆရာဆရာမရောဆရာသားလေးပါလာပြီးကျွန်တော် family တွေအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဆရာဒီမှာကဗျာလေးဆက်တယ်ကြည့်ရဆရာလည်းစာရေးဆရာပဲတယ်ဟဲ့လားနော်ဆရာဆရာလင်းတိုင်းညွန့်အတွက်တဲ့မိတ်ဆွေတို့ဆိုတဲ့ကဗျာလေးဆရာလက်ရည်လေးနဲ့ရေးပေးထားတယ်လက်ရည်လေးကလည်းလှတယ်နော်ဆရာကျေးဇူးတင်ပါတယ်သူ့စကားသံ အကျွန်ကြားစဉ်ပီတကြည်မြဝမ်းတာဝမ်းမြောက်ရသည် တိုး၍တာစီဒုံးမိတ်ဆွေကောင်းလိုက်တာကစနော်ဆရာကပြားလေးရသူ့စကလုံးသုံးနှုံးမှုကကြစ်လစ်ပြီးပြင်စိတ်တွင်ထင်းသည်တိုး၍ကြွေစီဒုံးမိတ်ဆွေသူ့ပုံပြင်များနားထောင်ညားကပျော်ရွှင်တုတ္တချမ်းမြေ့ရသည်တိုး၍ဝေစီဒုံးမိတ်ဆွေသူရေးတီယာစာမျက်နာတွင် စေရနာအလွန်ထင်ရှားသည် တိုး၍တင်စေဒုမိတ်ဆွေကောင်းလိုက်တာကနော်ကာယံယူထားတာလေးဆရာနော်တိုး၍သားစေတိုး၍ကြွယ်စေတိုး၍ဝေးစေတိုး၍တင်စေဟာကောင်းလိုက်တာနော်ဆရာကပြေကျွန်တော်ခုမှဖတ်တာဒီကပြာကိုလေးနော်သူနဲ့တွေ့စဉ်မိဖွဲ့ရာတွင်ဖော်၍ပြူငါယင်းနီရသည် တိုး၍ခင်စေဒုမိတ်ဆွေကောင်းလိုက်တာကာယံယူထားတာလေးသူ့ဘဝမှာမိုးလောက်မြင်မှာမိဘများနဲ့အာစရိယရှိမီမှန်သည်တိုး၍ကြည်စေ ို့မိတ်ဆွေသူ့ဤမန်းချက်သူ့အနာဂတ်နဲ့သူ့ကျိုးပြူရာသူ့ပြေရွာကိုตาရာစီဖို့သူ့ပန့်ပိုးလျက်သူ့ကိုလေးစားနှလုံးသားမှဆုမွန်တောင်းဤတန်တိဒုက္ခတိုင်စီတော်မှာเนาะကျွန်တော်တို့ဒေါက်တာဒေါက်တာအောင်လင်းပေါ့အလွန်ကြိုက်ပါတယ်ဆရာကဗျာလေးနော်တော်တော်သဘောကျတယ်တော်တော်လေးလည်းအနှစ်သာရပါတယ်ကာယံယူထားတာလေးကြီးလည်းတော်တော်လေးအစစ်မြတ်နော် ်ဆရာကဒါစာရေးဆရာလို့ရအောင်နော်ဆရာစာရေးလည်းရေးလာတော့မသိဘူးဆရာကြပြားဆရာတင်းနေနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဒေါက်တာအောင်လင်းအဲ့တော့ဒါကတော့ကြာကျွန်တော်ရဲ့အကြွားပို့စလေးပေါ့ဗျာတကယ်ပဲချစ်ခင်ရပါတယ်အဲကျွန်တော်အခုလို့ကျွန်တော်ရဲ့ Bangkok Fan Meeting Bangkok Meet and Greet ပွဲကိုလည်းတူတယောက်ချင်းစီအချိန်မအားရကြတဲ့ကတကူတကလာကြတဲ့အပြင်အခုလိုလက်ဆောင်တွေပါပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဒေါက်တာအောင်လင်းကိုလည်းချစ်ခင်နှစ်သက်ရတဲ့အခုလိုကြပြာကောင်းလေးလက်ဆောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့လိုကျွန်တော်ခင်ဗျာဘဝမှာကျွန်တော်တို့ဟာ ဥဆောင်မှုအဆင့်ကိုရောက်အောင်လူတိုင်းဟာကြိုးစားတယ်။အဲ့တော့ဥဆောင်မှုအဆင့်ဆိုတဲ့နေရာမှာလူတိုင်းဟာခေါင်းဆောင်ဖြစ်တယ်။လူတိုင်းဟာခေါင်းဆောင်ဖြစ်တယ်။ဘလို့ခေါင်းဆောင်လို့အနည်းဆုံးတော့ကိုယ်တိကိုယ့်ရဲ့ဘဝမှာခေါင်းဆောင်မယ်။အဲ့တော့ကိုကရုံးမှာကိုကအငယ်ဆုံးဟုတ်ပြီ။ဒါပေမဲ့ကိုယ့်ရဲ့မိသားစုမှာကိုကအိမ်တော်ဦးစီးဆိုရင်ကိုယ့်မိသားစုမှာတော့ကိုခေါင်းဆောင်မယ်။ဟုတ်ပြီကိုယ့်မှာမိသားစုမရှိကိုတယောက်တည်းနေကိုယ့်ဘဝမှာကိုခေါင်းဆောင်အဲ့ဒီကိုဘွားမှာကိုခေါင်းဆောင်ရတဲ့ကိုဘွားမှာကိုရဲ့ခေါင်းဆောင်မှုအရေးသွေးသည်ကိုဘွားရဲ့ရလက်ကို ဖြစ်စေတာဖြစ်ပါတယ်အဲလူချင်းတို့ခေါင်းဆောင်မှုအယူသွေးဘယ်လောက်ရှိလဲအဲ့ဒါဒီလူချင်းဘဝရဲ့ရလက်ပြအနည်းဆုံးတော့လူတိုင်းဒီကိုယ့်ရဲ့ဘဝမှာကိုစီးဖို့ပဲပြန်ပြောမယ်နော်ကိုဘဝမှာကိုစီးဖို့ပဲလူတိုင်းမှာတန်ဖိုးရှိတယ်ဒါကိုကျွန်တော်ပြောတယ်ပြက်နေတဲ့နာယီတောင်တနေ့ကိုနှစ်ခါအချိန်မှန်တယ်လူတိုင်းမှာတန်ဖိုးရှိဒါကိုကျွန်တော်မမေ့ပါဘူးဆိုတော့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အလွန်ရေးကြီးတဲ့ 3Ls L သုံးလုံးကိုကျွန်တော်မျှော်ပေးမယ်။အဲဒါအလွန်ရိုးရှင်းတဲ့ listen learn lead ခေါင်းဆောင်တွေမှာဒီ L 3လုံးရှိ Listen နားထောင်အောင်ကိုယ့်ရဲ့ team ကိုနားထောင်ကိုယ့်ကိုယ့်ရဲ့ယင်တွေကအတန်ကိုနားထောင်မယ်ပတ်ဝန်းကျင်အတန်ကိုနားထောင် Learn နားထောင်လို့မရသင်ယူအောင်သင်ယူမှဖြစ်နေတဲ့အခြေအနေမှာအကောင်းဆုံးကျွန်တော်တို့ကဆောင်ရွက်နိုင် Listen နားထောင်နေဆိုတဲ့နေရာမှာနော်သုံးခုအဓိကခေါင်းဆောင်တွေကနားထောင်ရမယ်။ကိုယ့်ရဲ့ယင်တွေကစကားတောင်နားထောင်။ကိုလုံးနေကကိုတကယ်ယုံကြည်ရလား။ပြီးရင်ကိုယ့်ရဲ့ followers တွေ၊ကိုယ့်ရဲ့ members တွေစကားတောင်နားထောင်။ကိုယ့်ရဲ့ပတ်ဝန်းကျင်စကားပတ်ဝန်းကျင်ကိုလည်းနားထောင်လို့ ပဝင်းကြီးကအတန်တွေကိုလည်းနှောက်ထောင်လို့ခေါင်းဆောင်ဆိုတာကိုယ့်ရဲ့ internal မြင့်မြင့်မားမားထားပြီးတော့ information တွေသတင်းအချက်လက်တွေမှန်မှန်ကန်ကန်စုစည်းနိုင်ရမယ်။ဒါမှသူဆုံးဖြတ်ချက်တွေရမယ်။ information မှားပြီဆိုဆုံးဖြတ်ချက်လည်းမှားပြီ။ပြီးရင် land သင်ယူရသင်ယူမှုတွေအလွန်ရေးကြည့်တယ်။ကိုယ့်ဘဝမှာကိုယ်ကြုံတွေ့တာတွေကိုယ်ချင်းတတ်တာမချင်းတတ်တာမျိုးစုံရှိတယ်။ကိုကိုစိတ်ချင်းကို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 ဒီနေ့အတွက်စိတ်မချင်းနိုင်ရင်ကိုပါလိုအပ်တာတွေကိုသင်ရမယ်။ timing စိတ်ချင်းနေလို့မရဘူး။ဘင်းတော့ lead ဦးဆောင်ရမယ်။သူများထက်အရင်ဆောင်ရွက်မှုတွေဆောင်ရွက်မဲ့သူက risks ဒါတော့ယူဖို့လိုတယ်ဆုံးရှုံးနိုင်ကြတွေရှိတယ်လမ်းကြောင်းကိုထွင်ပြီးတော့ဥဆောင်သွားမဲ့သူမှအခက်အခဲတွေအများကြီးရှိမယ်ဒါပေမဲ့အဲ့ဒီတတိရှိမှုလို့ခေါင်းဆောင်ဆိုတာဥဆောင်ပြီးလှုပ်နိုင်တဲ့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုကိုအခြားသူတွေမလှုပ်ချင်တဲ့တိုင်အောင်လှုပ်တဲ့နယ်လို့ပြောရင်ဥဆောင်ပြီးတော့လှုပ်နိုင်တဲ့စိတ်အခြေခံရှိဖို့လိုတယ်ဒါကြောင့် listen learn lead ဒီ L သုံးလုံးခေါင်းဆောင်မှုရဲ့အသုံးလုံးကိုအသုံးပြုပြီးအောင်မြင်မှုတိဆောက်လိုက်ပါ လူချင်းမျိုးတို့ကိုအောင်မြင်မှုတွေကစောင့်ကြိုနေပါတယ်။တင်တဲ့တက်ချင်တဲ့သူတွေကျွန်တော်တက်လာကိုတင်တဲ့တစ်မျိုးပဲဖွင့်ပါတယ်။အခုကျွန်တော်ရန်ကုန်ပြည်ရောက်ကျွန်တော်တို့ဖွင့်မဲ့တင်တန်းပေါ့အနည်းဆုံးဖွင့်မဲ့တင်တန်းကတော့ကျွန်တော်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်တဲ့ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းဖြစ်ပါစီးပွားရေးစီမံခန့်ခွဲမှုပညာရောအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြို့သူဆိုတက်နိုင်တဲ့ online တန်တန်းဒီအခုလာမဲ6လပိုင်း10ရက်နေ့အင်္ဂါနေ့စ online ကနေတလားတတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တတိကဘာ data တတိတက်နိုင်တယ်သင်မဲ့ပုံစံကတလားတက်ရမယ်နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်ခဲရှိတဲ့သူတွေအတွက် Telegram private channel ကိုလည်းတွားကြည့်လို့ရနောက်သင်မဲ့ပုံစံနှမျိုးပေါ့ recorded ပြီးသွား recorded ကနေ့တိုင်းသင်မယ်တလားတက် live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8နာရီတိုင်း Zoom application နဲ့ကျွန်တော် live လုပ်တယ်ဒီနေ့ဆိုတာဘန်ကောက်ကျွန်တော်ရောက်နေဒီတနင်္လာနေ့ည8နာရီဆိုရင်ကျွန်တော် အဲကျွန်တော်တင်နန်းသားတွေကိုဘန်ကောက်ကနေကျွန်တော်တင် live lecture အဲ့လို live lecture တပတ်တစ်ကြိမ်နဲ့တစ်လဆိုလေးကြိမ်ပါ zoom မှာကျွန်တော်တယောက်ချင်းတွေ့ပြီးမေးခွန်းနေစိတ်ကြိုက်မေးနိုင်တယ်အဲ့တော့တင်နန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ရပေးတာဖြစ်တယ်တင်နန်းကလာတစ်လပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးဖို့ပေးအပြင်လူတွေတင်နန်းကတော့ကျွန်တော်6လပိုင်း14ရက်နေ့နဲ့15ရက်နေ့မှာရန်ကုန်မြို့တော်ဝင် center 3လာမှာရှိတယ်ကျွန်တော်ရဲ့ elmo တင်နန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့် unity chicken ဆိုတာမနက်7:00နာရီကနေညနေ6:00နာရီထိတွေ့ဆုံပြီးတက်ရအောင်မှာဖြစ်တယ်အဲ့တော့ဒီတင်နန်းဒီ ကျွန်တော်တို့ကစီဝိုင်းစီမံခန့်ခုဆိုင်ရာအခြေခံသင်တန်းဖြစ်တယ်ဆိုတာနဲ့ညီစီဝိုင်းတစ်ခု level လောက်ကအောင်မြင်မှုအတွက် marketing hr operation စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်အဲကြောင့်တနက်တက်ချင်းနာမည်ရဖုန်းနံပါတ်ရကို comment မှာမြင်းနဲ့ messenger message မှာရေးထားပေးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ကျွန်တော်ဆက်ပေးထားပါတယ်စီဝိုင်းစီမံခန့်ခုပညာ management ပညာကိုအခြေခံပြီးတော့ leadership ဥဆောင်မှုဥဆောင်နိုင်တဲ့အဆင့်တစ်ရောက်စူးစမ်းရင်းနဲ့အောင်မြင်မှုတွေကို တိဆောက်ကြပါစို့ we must work together we must build our nation